နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဟောင်ကောင်ရဲ့ခေတ်သစ်သမိုင်းမှာအဆိုးဝါးဆုံးအထက်မြင့်တိုက်ခန်းတွေမိလောင်မှုအတွင်သေဆုံးသူအရေအတွက်83ဦးအထိမြင့်တက်လာခဲ့ပါတယ်။ဒုတိယနေ့အဖြစ်ကြာသပတေးနေ့မှာဟောင်ကောင်မှာရှိတဲ့အထက်မြင့်တိုက်ခန်းတွေမိလောင်မှုကိုညှိနှက်ဖို့မိသက်သမားတွေကြိုးပမ်းနေကြပြီးတော့သေဆုံးသူအရေအတွက်ဟာရာဂနဲ့နေပါအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ မိလောင်နေတဲ့အစာအုပ်ဟာပြည်မာကြီးနေဆက်အနီးမှာရှိတဲ့ဟောင်ကောင်မြောက်ပိုင်းစင်ချေဖုံရပ်ကွက်တစ်ခုဖြစ်တဲ့တိုင်ပိုခရိုင်မှာရှိတဲ့လူထောင်ပေါင်းများစွာနေထိုင်တဲ့အစာအုပ်တစ်ခုဖြစ်ပါတယ်။မိသက်သမားတွေမိလောင်နေတဲ့မျောစင်တွေကိုဒုတိယနေ့အဖြစ်မိညင်သက်နေစဉ်လက်ရှိအချိန်အထိလူရေစုဝေးရာဝန်ဖက်တရားရုံးအစာအုပ်ရဲ့ပတင်းပေါက်တချို့ကနေမိခိုးတွေထူထပ်စွာထွက်ပေါ်လာနေရတာကိုတွေ့မြင်ရတယ်လို့ဆိုပါတယ်။ မိသက်သမားတွေကတော့မျှော်စင်ခုနှစ်ခုမှရှိတဲ့ယူနစ်အလုံးကိုဝင်ရောက်ကစ်ဆေးဖို့ကြိုးစားနေစေဖြစ်ကြောင်းအရာရှိတွေကပြောကြပါဗျ။လူဘလောက်ပျောက်ဆုံးနေပြီးပိတ်မိမှုတွေရှိနေတယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါရယ်။ဟောင်ကောင်ကောင်းဆောင်ဂျွန်လီကကြာသပတေးနေ့အစောပိုင်းမှာလူ289ဦးနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ပြောကြားထားပါဗျ။